မင်္ဂလာပါဒီနေ့ကျွန်တော်တို့အင်တာနက်ပေါ်ကအရေးမြစ်တစ်ခုမှာတွေ့တဲ့အကြောင်းအရာလေးတစ်ခုကြည့်ကြအောင်ဗျာအဲအုံလွဲတာတော့ဇက်ကျော်တက်နောက်ကျော်တက်တာတွေပေါ့နော်อืมဟုတ်ကဲ့အဲ့ဒါတွေကိုနာရီပိုင်းအတွင်တက်တာစီတယ်ဆိုရယ်လက်ချင်ကန်6မျိုးအကြောင်းပါဟိုလူတော်တော်များများလေးခံစားနေရတဲ့ဝေဒနာဆိုတော့လေဒီနေ့ကကဘလော့ထီအလုတ်ဖြစ်မလဲစိတ်ဝင်စားဖို့ကောင်းတယ်ဗျာ ဟုတ်ပါတယ်သူတို့ပြည့်အခုခင်မာလေးအထိုင်များတာတို့ဖုန်းလေးကွန်ပျူတာတွေအတူများတော့လဲပင်းဖခုံတောင်းတာဇကြောတတ်တာကတော်တော်ထင်မြလာတယ်ဟုတ်ပါဆိုတော့အဲ့ဒီအရင်မြစ်ကမြောက်ဝဲတဲ့သူကိုယ်တိုင်ကသူတတ်တာသွားလို့ဆိုထားတော့သူ့ရဲ့ကိုယ်တွေ့အတွေ့အကြုံကိုခြေခံပြီးပြောပြထားတဲ့သဘောပေါ့နော်ဟုတ်ကဲ့ဟုတ်ကဲ့ကဲဒါဆိုအဲ့ဒီမှာဖော်ပြထားတဲ့လေ့ကျင့်ခန်း6ဆင့်ကိုတစ်ချက်ကြည့်လိုက်အောင်ဗျာအဓိကကတော့လဲပင်းလှရှားမှုတွေပဲရှင်းအောင်ဘေးပညာလဲတာအကုန်ပါတယ်อืมဟုတ်ပါတယ်ဓမ္မအဆင့်ကလည်း ခြေစုံရက်ခါမမထားပြီးတော့လက်နှစ်ဖက်ကို နဖူးပေါ်တင်ခေါင်းကိုနှောက်ကိုလန်နေတလောင်းလန်လေးဖိထားခိုင်းတယ်အေးခါမလိုက်သွားဖို့တော့တတိပြုရမယ်တဲ့ဆက်စကားတော့ထားပြီးမှဖြည်းဖြည်းပြန်လွှဲရမယ်ဆိုတဲ့ဟုတ်တယ်အဲ့ဒီမှာခါကိုမမတ်ထားဖို့ရေလှူရှားမှုတိုင်းကိုဖြည်းဖြည်းလုပ်ဖို့ရေကအရေးကြီးပုံပဲဒါမှကျွတ်တာကိုစနစ်တကျဆန်ထုတ်နိုင်မှာဟုတ်တယ်နော်ထိခိုက်မှုမဖြစ်အောင်ပါမှန်ပါတယ်အစင်တူကတော့ရှေ့ကိုငုံတာ ခြေဆုံးရခါမမထတာကအတူတူပဲလန်နဖက်ကိုနောက်စိတ်မှထားပြီးခေါင်းကိုရှေ့ကိုဖိချနိုင်တဲ့လောက်ဖိချရမယ်။အော်ရှေ့နောက်လှူရှာမှုပေါ့ဟုတ်တယ်ဒီမှာလည်းခါမကုန်းတော့ဘူးထက်တတိပေးထားတယ်၁၀စကန်ထားမိဖြည်းဖြည်းပြန်လွတ်အင်းဒီရှေ့နောက်လှူရှာမှုတွေကလေပင်းရဲ့ရှေ့ကျွတ်သားနဲ့အနောက်ကျွတ်သားတွေကိုအဓိကဆန့်ထုတ်ပေးတာဖြစ်နေတယ်အထူးသဖြင့်ဟိုကွန်ပျူတာအကြိုက်ကြီးအထူးရမှာတင်းနေတဲ့လေပြီးနောက်ကျွတ်သားတွေကပေါ့ဟုတ်ကဲ့ အဲနောက်အစင်တုံးကြတော့ဘေးဆောင်တာဘလက်ကိုခါထောက်ထားညာလက်နဲ့ဥခေါင်းကိုအပေါ်ကနေကင်ကြီးညာဘက်ကိုဆွဲဖြီးနိုင်တလို့ဆွဲဖြီးထားရမယ်အေးဟုတ်ပြီခါကတော့မဆောင်ရဘူးဖြောင်းဖြောင်းပဲဆယ်စက်တံပြင်းဖြူဖြူလို့ဒါကလေပင်ဖေးဘက်ကျွတ်သားတွေအဲပခုံးထိတ်နဲ့လေပင်ဆက်နေတဲ့ကျွတ်သားတွေကိုပြစ်မှတ်ထားတာဖြစ်မယ်အဲ့ညာတွေကတင်းနေတတ်တယ်လीဟုတ်တယ်ဟုတ်တယ်အစင်လေးကတော့အစင်သုံးရပြောင်းပြန်ပဲညာလက်ထားထောက် ဘလက်နဲ့ခေါင်းကိုဘယ်ဘက်ကိုဆွဲဖြီးဆက်စက်ကန်ထားဖြစ်ဖြစ်လို့ဟုတ်ကဲ့ပညာညီသွောင်းလောက်ခိုင်းတဲ့သဘောပေါ့နော်မှန်ပါရဲ့အဲတော့အစင်ငါဒါကလှဲ့တာဗျာဘလက်ခါထောက်ညာလက်နဲ့မေးစစ်ကိုဘယ်ဘက်ပခုနာရအောင်တွန်းလဲရမယ်အင်းသူတိပြီးထားတာကဘယ်ဘက်ပခုံးရှိတွိုးမလာဖို့ ਨੇ မေးစစ်ပဲလှဲ့ဖို့ဆိုထားတယ်ဒါလေးဆက်စက်ကမယ်အော်ပခုံးကိုညင်ထားခိုက်တာက လေဘင်းလေတဲ့လူရှာမှုကိုပိုပြီးတီတန်ဖြစ်စေခြင်းလို့ဖြစ်မယ်လေဘင်းကျွတ်တာကိုပဲတီတန်တီတီရောက်ရောက်စံထုတ်နိုင်အောင်လို့ဟုတ်မယ်ဟုတ်မယ်အစင်ကြောက်ကြောအစင်ငားရဲ့ပြောင်းပြန်ဖို့ညာလကားထောက်ဘယ်လည်းနဲ့မေးစီကိုညာဘက်ပခုံးနာတွန်းလေညာပခုံးရှိမတိုးဘူးမေးစီပဲလဲဖို့ဆက်စကံပီအင်ပီတီလို့อืมဒါဆိုလူရှာမှု6မျိုးစလုံးကလေဘင်းကိုရှေ့နောက်ပေးပေးညာ လဲ့ပဲလဲ့ညာဆိုပြီးတော့အယက်မြင့်နာဆုံးလူရှားဆက်ထုတ်ခိုင်းတဲ့သဘောပဲเนาะဟုတ်ပါတယ်အရင်မြင်မှာတော့ဒီစိတ်နေကိုအကျင့်အရေအတွက်ကန့်တတ်မထားဘူးရနားနာပြီးလုတ်ကင်းနိုင်တယ်များများလုတ်လေမြန်မြန်တက်တာလေဆိုပြီးရေးထားတယ်อืมညာဝေသူကိုတိုင်ကလက်တွေ့တက်တာသွားလို့ပြန်မြဝေတော့ပါဆိုပြီးတော့လေဖော်ပြတာလာတွေ့တယ်ဆိုတော့လေဒီများများလုတ်လေမြန်မြန်တက်တာလေဆိုတာ ਨੇ နာရီပိုင်းရဲ့တွင်းသက်တာတယ်ဆိုတာကတော့နင်းနေတတိထားစရာဖြစ်လာနိုင်တယ်ဟုတ်ကဲ့ဘလို့သတိထားရမလဲဗျာခိုကြတာတောင်းတင်းမှုတတကြောင့်နာရာမျိုးဆိုရင်တော့ဒီလိုဆန့်ထုတ်လေ့ကျင့်ခန်းတွေကယာယီတတမှုပေးနိုင်တာမှန်မှာပဲဒါပေမဲ့နာယီပိုင်းရဲ့တွင်းဆိုတာကတော့လူတယောက်နဲ့တယောက်နောက်ပြီးနာကျင်မှုရဲ့အတိတ်နဲ့ပေါမှုတီးပြီးအများကြီးကွာခြားနိုင်တယ်လေဟုတ်တာပေါ့နောက်ပြီးအရေးအတွက်ကန့်သက်မထားဘူးဆိုပေမဲ့နာကျင်မှုရှိနေချိန်မှာအလွန်ကြွလွန့်တာ ဒါမှမဟုတ်အနေထားမမှန်ပဲလုံမိရင်ကြက်သားကိုပိုပြီးတန်ဖြစ်စေတာမျိုး ပိုဆိုးထားတာမျိုးလည်းထိနိုင်သေးတယ်။ဟုတ်ဟုတ်ကဲ့။ဒါဆိုရင်တော့ဒီလိုလေ့ကျင့်ခန်းလုပ်မယ်မလို့ခင်မစဉ်းစားစရာတွေရှိလာပြီပေါ့နော်။အရင်မြင့်တစ်ခုတည်းကိုပဲကြည့်ပြီးတော့တန်းလုံလိုက်ပေါ့တော့မသိမ့်ဘူးပေါ့။အတိတ်ကြပါပဲ။ပထမဆုံးကတော့ကိုဖြစ်နေတဲ့လေပင်တောင်တာနာတာကဘာကြောင့်လဲဆိုတဲ့အကြောင်းရင်းကိုရင်စဉ်းစားကြည့်တင်တယ်။ အနေထိုင်ပုံစံမမှန်တာကြောင့်လား။အိတ်တဲ့ပုံစံကြောင့်လား။အထိုင်မြောင်းလို့လား။စိတ်ဖိစီးမှုကြောင့်လား။ဒါမှမဟုတ်ထခြားကျမရဲ့အခန့်တစ်ခုခုများရှိနေလားပေါ့။ဟုတ်ကဲ့ဟုတ်ကဲ့။လက္ခဏာတတအောင်ရုပ်ထားတဲ့အရင်ခံပြဿနာကိုဖြည့်ရှင်းနိုင်ရင်ရေရှည်တော့ပိုကောင်းတယ်လေ။ဒါပေါ့ဗျာ။ဆိုတော့အခုနကအရင်အမျက်မှာဖော်ပြထားတဲ့ကိုတွေ့တတ်တာလေဆိုတဲ့နီလန့်ကတော့အတုံးဝင်နိုင်ပေမဲ့ကို့အခြေအနေနဲ့တကယ်ကိုက်ညီရလားလို့ရင်အန္တရာယ်ရှိနိုင်လားဆိုတော့တေချာစဉ်းစားဖို့လိုမယ်ဟုတ်ပါတယ်လိုအပ်လာရင်တော့ ကျမရဲ့ကြွန့်ကျင်သူတွေဆရာဝန်တွေနဲ့တိုင်ပင်တာအကုန်စုတ်ခင်မဲ့ထင်တယ်။မှန်ပါတယ်။ UPR ဖင်တော့ဒီလိုလေပင်စန့်ထုတ်လေကျင့်ခန်းတွေကကျွတ်သားတွေပြေလော့စေတာတွေးလက်ပတ်မှုကောင်းစေတာဆိုတဲ့အကျိုးကျေးဇူးလိုရှိနေပါတယ်။ဒါမဲ့ဟိုအရင်မြတ်မှာပြောသူတို့ချက်ချင်းတက်သွားတယ်ဆိုတဲ့အာမခံချက်မျိုးကိုတော့လူတိုင်းရောက်တာမှန်မယ်လို့ထထချက်ယုံကြည်လို့တော့မရဘူးပေါ့နော်။ဟုတ်ကဲ့။လဲလို့ရမလဲဆိုတော့ဟိုပါတခါတည်းထည့်စဉ်းစားသွားဖို့ပါပဲ။ဟုတ်ကဲ့။ကောင်းမွန်တဲ့ထောက်ပြချက်ပါပဲဗျာ။ ဒါဆိုရင်တော့ဒီနေ့ဒီလေ့ကျင့်ခန်းလေးနဲ့ပတ်သက်ပြီးဆွေးနွေးခဲ့တာတွေကနားထောင်သူတွေအတွက်အကျိုးတစ်ခုခုရှိမယ်လို့မျှော်လင့်ပါတယ်။နောက်ထပ်စိတ်ဝင်စားစရာအကြောင်းအရာတွေနဲ့ပြန်တွေ့ကြတာပေါ့။ဟုတ်ကဲ့